ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါလက်ရှိဒီအချိန်မှာဆိုတော့ Real Madrid ရဲ့ပြောင်းရွှေ့တွေနောက်ထပ်ဒါလာမယ့်ရာသီအတွက်တိစောက်နေတဲ့အခြေအနေလေးတွေကဒါပရိသတ်တွေအတွက်တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်စောင့်ကြည့်ခြင်းစရာလည်းကောင်းပါတယ် Real Madrid ရဲ့ဒါကစားသမားပြောင်းရွှေ့တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့တူတာစီသူကပေါင်ဝင်သုံးသက်တိစက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာစီသူရေမင်္ဂလာပါညီမင်္ဂလာပါကို Real Madrid ကဒါလောလောဆယ်မှာတော့ ီ Liverpool ညာနောက်ခံသူအာနိုကိုခေါ်ဖို့တရားတော့ရှိနေသလိုဒါဘုံမောက်ကဒီနောက်ခံသူပေါ့လေလူငယ်နောက်ခံသူလေး White Sand ကတော့ငါးနှစ်စာချုပ်နဲ့အပြစ်သက်ခေါ်ယူခဲ့ပြီးပြီနောက်ထပ်ဒါ Benfica ကဒါဘယ်နောက်ခံကစားသမား Carrius ကိုလည်းခေါ်ဖို့ရှိနေဒီခန်စစ်ကူကတော့အဓိကအပြုတ်ပြောမှပြင်ဆင်နေရပါလေခန်စစ်နဲ့ပတ်သက်ပြီးတော့မှလည်းဒါရီယာတကယ်ကိုပြင်ဆင်ဖို့လဲလိုပါတယ်သူတို့သုံးခဲ့တဲ့ဒီပြီးခဲ့တဲ့နှစ်တွေအတွင်းမှာဒါချန်ပီယံလိဖလားနှလုံးယူခဲ့တဲ့ဒါနောက်ခံလူအများစုကကျတော့အရွယ်တစ်ခုလဲ ထောက်လာတဲ့အဟာကိုလည်းကိုတွေ့ရတယ်ပြီးခဲ့တဲ့နှစ်တွေမှာဆက်တာမီလီထောင်းဆိုရင်ဒီပေါင်ကစားတဲ့ပွဲအရင်တော့က200သီးပေါင်မှဘာမှသိမရှိဘူးနော်ဒါဒူးရဒူးတန်ရာကြောင့်သူတို့ကြီးလည်းနားခဲ့ရတယ်ဘယ်နောက်ခံမှာဆိုရင်လည်းပုံမှန်ဒီမာဆယ်လိုနောက်ပိုင်းတကယ်အကောင်ဆုံးဘယ်နောက်ခံလို့ဆိုတာရီယယ်မှာမမြင်ရဘူးဒီလိုမျိုးချက်တွေကြောင့်ဒါရီယယ်ကတော့ခန်းစစ်ကိုအားပြုပြီးတော့ပြင်ဆင်နေတယ်နောက်ထပ်တခြားအစိတ်ပိုင်းတွေလည်းပြင်ဆင်မဲ့ဥပမာလို့ဒါထင်ပါတယ်အဓိကဒါရီယယ်ရဲ့လောလောဆယ် transpiring နဲ့ပတ်သက်ပြီးတော့စီတူကစပြီးတော့တုံ့ပြန်ပြီးပါဦးဟုတ်ကဲ့ကို ဒါမှန်ကန်တဲ့အလှူရှားမှုတွေမှန်ကန်တဲ့အရွေ့တွေကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်အော်ခံစစ်လိုအပ်တယ်ဆိုတာအာပရိသတ်အားလုံးလက်ခံကြတယ်လို့ဒါအသင်းကလည်းလက်ခံပြီးတော့စပြီးတော့အမြန်ဆုံးပြန်တယ်ပေါ့နော်ဒါဒင်းဟောက်ဆန်ကိုအမြန်ဆုံးခေါ်လိုက်တဲ့နီလန်ကအာတော်တော်လေးကျင်တယ်ပေါ့ကောင်းတယ်အော်အလွန်ဆိုကဒီဟောက်ဆန်ကိုခေါ်ယူဖို့အတွက်ပြီးစိမ့်ပြတယ်လို့ပြီးတော့မြန်မြန်ခေါ်ယူဖို့တိုက်တွန်းတယ်လို့ဆိုရယ်ပေါ့နော်အဲ့တော့အဲ့ဒီဒင်းအမှန်ပဲလို့တော့ယူဆတယ်ပြီးတော့ မှန်တီဖြစ်စေမှန်တီဖြစ်စေ real လောက်တဲ့ဒီအမြန်နှုံးကတော့တကယ်ချီးကျူးရမယ်။ဘာလို့လဲဆိုတော့ဒီကစားသမားကို Liverpool စိတ်ဝင်စားတယ်ပေါ့နော်။ပြီးတော့ဒီ Bayern Munich အဆင်နဲ့အဆရှိတဲ့အသင်းတွေလည်းစိတ်ဝင်စားရဲဆိုပြီးသိရတယ်။ဒါ Chelsea လည်းစိတ်ဝင်စားရဲဆိုပြီးသိရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီထဲမှာတော့ Chelsea တို့လို့လောက်ကို real မှုစရာမလိုပဲမဲ့ဒါ Liverpool တို့ Bayern Munich တို့ကိုလည်းလည်းမှုရတဲ့အခြေအနေပေါ့နော်။အဲ့တော့အားလုံးအဲ့လိုစိတ်ဝင်စားတဲ့အခြေအနေမှာ real အမြန်ဆုံးဒါ release clause ကိုဒါအသက်သွင်းခဲ့တယ်ပေါ့နော်အဲ့တော့ release clause ရှိနေတာကလည်းသူ့အတွက်ဒါအကောင်းကျိုးတစ်ခုဖြစ်တယ်ဟောက်ဆန်ကတော်တော်လေးအားကိုးရပြီးတော့ဘုံမမှာလည်းသူ့ကိုယ်ယူကိုသူပြနိုင်တယ်စပိန်လေရေးစင်အသင်းတော်ဝင်ကစားတော့လေသူ့ရဲ့ကိုယ်ယူကိုသူပြနိုင်တယ်ပြီးတော့ real cancel မှာတော်တော်လေးလိုအပ်ချက်ဖြစ်နေတယ် ball playing ability ပေါ့နော်ဘောလုံးကိုဒါ passing နေနဲ့ကစားနိုင်ခြင်းပြီးတော့ဘောလုံးကိုတက်ဆောင်နိုင်ခြင်းဘောလုံးကင်ထားတဲ့အချိန်မှာတက်တောင်တက်တာရှိခြင်းဒီຢာတွေနဲ့ပြည့်စုံနေတဲ့လူမှန်ကန်စစ်ကစားသမားတစ်ယောက်ဖြစ်တယ်အဲ့တော့သူ့ရဲ့အရေအသွေးသူ့ရဲ့အသက်ရွယ်နဲ့ ဇင်းတော့ကလည်းသဟဇာတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလုံးဝမှန်ကန်တဲ့အပြောင်းရွှေ့ပြီးတော့ timing လည်းမှန်တယ်ပြီးတော့ဒီအလက္ခဏာအာနုကလည်းဒါအတီမပြုတ်သေးတာပဲရှိရယ်ဘယ်နေ့ဆိုတာလည်းပဲမေးရမှာပေါ့နော်အဲ့တော့မကြခင်ရောက်ရှိလာတော့မယ်ကျွန်တော်ဂျွန်လဖွင့်တာနဲ့ရောက်မယ်လို့ကျွန်တော်တို့ယူဆရတယ်အဲ့တော့အလက္ခဏာအာနုကလည်းလုံးဝလိုအပ်နေတဲ့နေရာဖြစ်ပြီးတော့အသင်းကိုတိတိတတ်တတ်မြင့်တင်ပေးမယ်ဒါ option ပေါ့နော်အဲ့တော့ real မှာဒီ passing နဲ့ပတ်သက်တဲ့အပိုင်းတွေတိတိတတ်တတ်အားနည်းနေရပေါ့နော်။ဟောဒီပြောမယ်ဆိုရင်ဥရောပရဲ့ထိပ်ဆုံး၁၀သိန်း မဟုတ်ဘူးအသင်း20ရဲ့အပြင်မှာဖတ်နေတဲ့ level မျိုးမှာရှိတယ်ရီးရဲ့ဒီဘောလုံးပြီးစားမှုနဲ့ ball playing နဲ့ pivot နဲ့ပတ်သက်တဲ့ဒီ passing ဘိုင်းဆိုင်ရာစွမ်းဆောင်ရည်ပေါ့နော်အဲ့တော့ forward passes တွေအားနေတယ်တိကျမှုအားနေတယ် key pass တွေအားနေတယ်အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးကိုအလက္ခဏာအမှုကဖြစ်ရှင်းပေးနိုင်တယ်သူသူစီရထွက်တဲ့ pass volume ကလည်းအများကြီးများတယ်ပေါ့နော်ပြီးတော့ key pass volume လည်းတော်တော်လေးကိုများတယ်အဲ့တော့အလက္ခဏာအမှုကလည်းတော်တော်လေးကိုမှန်ကန်တဲ့အပြောင်းအရွှေ့ပြီးတော့ဒီ weight တခြားနေရာတွေသုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ဘယ်နောက်ခံနေရအောင်လို့သူတို့အခုဒါသတင်းထွက်နေ Everest Carreras ပေါ့နော်အဲ့တော့ဒီကစားသမားကဒါသူ Academy ကစားသမားဟောင်းမယ်ပေါ့လေအခုတော့ဒါငွေကြေးထိုက်လျောက်တော့၃ဆွဲရမယ်ပေါ့နော်ထိုက်လျောက်၃ဆွဲရမယ်သူကလည်းတကယ်ကိုဟိုခြေစွမ်းမစိုးတယ်ပေါ့နော်ကစားသမားတယောက်ဖြစ်တယ်ပြီးတော့တိုက်စစ်ကောင်းတယ်ပေါ့နော်အဲ့တိုက်စစ်အားတန်ပြီးတော့ဒီဘက်ခက်ကစားတဲ့ modern hand နဲ့ဒါကန့်ညီမှုရှိတယ်သူကအရင်တော့အထောက်တိုက်စစ်မှုကစားခဲ့ real Real Academy ကိုမရောက်ခင်တော့အဲ့တော့ကိုယ်ရဲ့အသက်ကုန်သွင်းခဲ့တဲ့ကစားသမားမျိုးဒါစစ်အဲကျွန်တော်ဆိုလိုချင်တာ technical ability တော်တော်လေးကောင်းတယ်ပေါ့နော်ပြီးတော့ Real ရောက်တယ်ပြီးတော့ဒီ Manchester United က Real ကနေသူရောက်ခေါ်ရတယ်အဲ့တော့ United ကလည်းရောင်းချင်လို့တော့မဟုတ်ဘူးဒါပေမဲ့ Eric Ten Hag ကဒီ Everro ကိုတော်တော်လေးမကြိုက်တဲ့တဲမှာပါတယ်အဲ့ဒါကြောင့်မလို့ Everro ကလွင့်သွားတာတကယ်ဆိုရင်တခြားသောနီးပြဆိုရင်သူဆက်ရှိနေမှာပေါ့နော်အခု Amorino နီးပြမျိုးဆိုရင်ပီတာဘောက်ဆက်ရှိနေမယ်စွမ်းဆောင်ရရှိတဲ့ကစားသမားမျိုးလို့ပြောလို့ရတယ်အဲ့တော့ဒါ Benfica မှာလည်းသူ လုံလောက်တဲ့ခြေစွမ်းပြနေရပေါ့နော်အခုဒါဖလမန်ဒီအကောင်းဆုံးအချိန် level လောက်ကိုပြောမဆိုရင်လာယုံပါဘောနော်ဖလမန်ဒီကောင်းတဲ့အချိန်တော့သူတို့ဒါဈေးကြီးပေးပြီးခေါ်ယူခဲ့တယ်အဲ့တော့အဲ့လောက် level နေနေတော့ကျွန်တော်တို့ဒါမျှော်မှန်းလို့ရတယ်အဲပြီးတော့ဒီအခုရှိနေတဲ့ Frank Garcia ထက်ဒါအများကြီးပိုကောင်းတယ်လို့ယူဆတာယူဆရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ဒီအသက်အရွယ်ရရောခြေစွမ်းရရောသူတို့ချင်းကတ်တာမှန်ကန်ပြီးတော့ဒါ real can sit ပြင်ပြောင်းလဲမှုတွေကျွန်တော်တို့အများကြီးမြင်တွေ့ရမှာပြီးတော့ဒါကွင်းလယ်မှာဒီ အတန်ထွက်တဲ့ကစားသမားရှိတယ်ပေါ့နော်အဲ့တော့ Florian Vaz ကတော့လက်ရှိဒီနေ့တည်ထားတဲ့သတင်းတွေအရဆိုရင်တော့ Liverpool ရောက်ဖို့အရင်များသွားရင်90%လောက်ဖြစ်နေပြီပေါ့လေအဲ့တော့ Florian Vaz ကိုခေါ်ဖို့တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့သူတို့အဲ့လိုမျိုးစိတ်ဝင်စားရဲဆိုတော့သူတို့ရဲ့ဒီကွင်းလယ်မှာဖန်တီးနိုင်စွာရောချနိုင်မှုကိုဒါသူတို့သတိပြုမှုတွေလို့ယူဆရတယ်အပြီးတော့ဒီနောက်ထပ်စိတ်ဝင်စားနေတဲ့ကစားသမား Bench Day လာပေါ့နော်အဲ sorry Angelo Stella ကျွန်တော်လဲမင်းသားနဲ့ဒီကစားသမားနဲ့ခဏခဏမားတယ် Bench Bench Stella မင်းသားပေါ့နော်အဲ Angelo Stella အဲသူကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဒီကစားရန်ရှိတယ်ကစားရန်ဆိုတာရီးရဲ့လိုအပ်ချက်နဲ့ပြည့်မိတယ်ကစားရန်သူဟာဒီနာမည်ကျော် star ကြီးလို့ဖြစ်ချင်မှာဖြစ်မယ်ဒါပေမဲ့သူ့ရဲ့ passing ability ကတိုနီခရုစ်လောက်တော့မကောင်းဘူးဒါပေမဲ့တိုနီခရုစ်ရဲ့ profile နဲ့အနည်းဆက်ဆုံးဆင်တူတဲ့ဒီ passing volume ပြီးတော့ passing တိကျမှုပေါ့နော် passing percentage တိကျမှုပြီးတော့ long ball ပေးနိုင်စွမ်းအစရှိတဲ့ပြင်ဒီအရာတွေမှာကျွန်တော်တို့သွားတွေးနေရတယ်အဲ့တော့လက်ရှိအခြေအနေဒါအပြောင်းအရွှေ့ရသေးတာမရောက်သေးဘူးဒါပေမဲ့မရောက်သေးခင်မှာ real လှုပ်ရှားနေတာကတော်တော်လေး အားရဖို့ကောင်းတဲ့အခြေအနေရှိနေပြီးတော့လိုအပ်တဲ့နေရာတွေအကုန်လုံးအဲဒီဟော်ယူကိုစူးစမ်းနေအောင်မြင်ရတယ်။အဲအဲ့ဒီစရာတင်တပုတ်တော့ရှိတယ်။အဲ့ဒါကတော့နီကိုဝီလျံစ်ကိုစိတ်ဝင်စားရဆိုတဲ့တင်ပေါ့နော်။အဲ့တော့အဲ့ဒါကတော့ဘာစီလိုနာကိုအမြင်ကက်လို့လောက်တာလားတော့မပြောတတ်ဘူး။မလောက်တာ။မလောက်တာ။မပြောတတ်ဘူး။ဒါပေမဲ့ဟို real ပြည်သက်တွေကကိုထိုးနေကြတယ်။သူတို့ရဲ့လူစင်းကိုနေရာချလိုက်တဲ့အခါမှာပေတောင်မယ်နေကြီးပဲဖြစ်နေ။ညတော့မှသူမှမရှိဘူးပေါ့နော်။အဲ့တော့ဒါကလည်းနည်းနည်းလေးအဲအဲ့တင်ကိုကောင်းပြီးတော့ကျွန်တော်တို့ဘလူးတင်တွေနဲ့ဘလူးအရွေးတွေဆက်နေတယ်လေတော့ တောင်းကြည့်လို့တော့လိုအပ်ပြီးတယ်ခင်ဗျအဲဒါအဓိကဟိုရီယယ်မှာတော့လောလောဆယ်ခန်းစစ်ကိုအဓိကအားဖြည့်ထားပါဘောလေဒါကလည်းအခုအမြင်ပြောရတော့ကမ္ဘာကလပ်ချန်ပီယံရှစ်ပွဲမီကိုသူတို့ပြင်ဆင်နေတာလည်းပါပါတယ်ဥပမာအနိုးဆိုရင်အဲဒီရာဒီကုံဂျွန်လာကုံမခေါ်ရင်ဇီတမျိုးပေါ့လေဂျွန်လာမတိုင်ခင်ကဘောက်ကလပ်ချန်ပီယံရှစ်မတိုင်ခင်ခေါ်ဖို့ဆိုရင်ဒါနှစ်တန်းလားမသိဘူးအဲလီဗာပူးကိုပေးရမယ်ဆိုတဲ့ဟာမျိုးပေါ့လေပျောက်ရွှေ့ကြီးဒီအနေငယ်တစ်ခုနဲ့ပြီးခေါ်မယ်ဆိုတဲ့ဟာမျိုးလေ တွေ့ရဆိုရီယက်ကဒီလာမယ့်ရာသီတစ်ခုအပြင်နောက်ထပ်ဒီကမ္ဘာကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်းတော်တော်လေးဥတီပြောမှပြင်ဆင်နေတာလဲဒါတွေ့ရပါဘို့လေဒီကမ္ဘာကလပ်ချန်ပီယံရှစ်ကနေပါတစ်စက်ဒါလာမယ့်ရာသီအတွက်လည်းချိန်ဆကျင်တာလဲပါမှာပေါ့နော်ကမ္ဘာကမ္ဘာကလပ်ချန်ပီယံရှစ်မှာအသေးအခြေအနေကိုစောင့်ကြည့်မယ်ထပ်လိုတယ်နောက်ထပ်သူတို့ထပ်ပြီးတော့မှဒါထုတ်လို့ရတဲ့ကစားသမားဆိုလဲဒါထုတ်ကောင်းထုတ်နိုင်တော့အဓိကအကူဒါစိတ်ဝင်စားစရာအချက်ဖြစ်တာကခဏတော့ညီပြောတဲ့ထင်ပါလဲပါတယ်ဒီကွင်လယ်ပိုင်းပေါ့လေ ီကွက်လက်ပိုင်းမှာဆိုရင်ဒါစတုဂတ်ကစားသမားလေးကိုခေါ်ဖို့စိတ်ဝင်စားတဲ့သတင်းရှိသလိုဒီပရီးမီယာလိဒါထိတ်တန်းကွင်းလေလူတွေလို့ဒါပြောလို့ရတဲ့မက်ကလက်စတာကိုခေါ်ဖို့စိတ်ဝင်စားနေတဲ့သတင်းနောက်တဲ့ Chelsea ကအန်ဆိုဖာနာဒက်စ်ကိုခေါ်ဖို့စိတ်ဝင်စားနေတဲ့သတင်းပေါ့လေဒါ rumors တွေမှာဆိုရင်တော့အန်ဆိုဖာနာဒက်စ်ကမက်ဒရစ်မှာအင်ကောင်ရှာနေတယ်ဆိုတဲ့သတင်းတွေလည်းဟိုတွေ့ရဆိုတော့ဒီကွင်းလေအတွက်ရောဒါ Real ကငွေကြေးအမြောက်များပေါ့လေပေါင်တန်း100လောက်နှီးပါးအထိ ဒါခေါ်သုံးမဲ့အစီအစဉ်မျိုးရှိနိုင်မရှိနိုင်စီလူဒါလေးလည်းသုံးသပ်ပြောပါဦးဟုတ်ကိုကျွန်တော်ကရှိနိုင်တယ်လို့မြင်တယ်ကိုကွင်းလေကလုံးဝပြင်ရမယ့်နေရာဖြစ်ဒါကျွန်တော်သတ်မှတ်တယ်ပေါ့နော်သူ့ရဲ့ဒီ performance တွေမှာကြည့်ရင်လည်းကွင်းလေလိုအပ်ချက်ကအတိုင်းအတာမြင်နေရတယ်အဲ့တော့ Enzo Fernandez ပဲဖြစ်ဖြစ် McAllister ပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးဒီ real နဲ့ kait နေတဲ့ level ကိုကိုယ်တည်းရအောင်ခြေစွမ်းရအောင်ပြနိုင်တယ်ပေါ့နော်ခုန Angelo Silva လို level ကြတော့သူဟာအဲ့လိုဖြစ်လာနိုင်တဲ့ကစားသမားအဆင့်ပဲရှိပြီးတော့ ခုနကစားသမားတွေကဖြစ်ပြီးသားကစားသမားတွေပြီးတော့အတက်ကလည်းအရင်กว่าဟာနေရမဟုတ်ဘူးမာအန်ဆိုနဲ့စတေလာနဲ့ဆိုတာ level 10နေပြီပေါ့နော်ဒါပေမဲ့အန်ဆိုကဒီတော်တော်လေးမြင့်တဲ့အဆင့်ကိုရောက်နေပြီးသားဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒီသူကိုယ်တိုင်လည်းဒါ Real Madrid ကိုမလာခြင်းတဲ့ကစားသမားတော့မရှိဘူးပေါ့နော်မရှိဘူးဆိုတော့ဒီဟာတွေကတကယ်ဖြစ်နိုင်တယ် Real Back ကပြန်ကြည့်ရင်ကြတော့သူတို့အနေနဲ့ဒီသူတို့ကွင်းလယ်ကိုလုံးဝချော်မန်နီကမလုံလောက်ဘူးဘလို့မှချော်မန်နီကဒီအသင်းတစ်သင်းရဲ့ကွင်းလယ်မောင်းနှင်နိုင်တဲ့ဒီတိုက်စစ်ပိုင်းဆိုင်ရာရေးရမှု ီးတော့ပေးပို့မှုဟန်ဆိုင်ရာ technical affinity အဲ့ဒါကြီးမရှိဘူးသူ့စီမှာနေရတာတာမန်ပေးပို့မှုတွေပဲအဲ့တော့သူဟာတွဲဘက်ကွင်းလေလူအနေနဲ့တော့ဒါကောင်းကောင်းလုပ်နိုင်တယ်သူဒီတခြားသောခန်းစင်းတဲ့အပိုင်းတို့သူပို့လို့ရင်လုပ်လိုက်မယ်ဒါပေမဲ့သူနဲ့တွဲမဲ့တကယ်ဒီ passing ကောင်းကောင်းပေးနိုင်တယ် passing ကောင်းကောင်းပေးနိုင်တာထက်ပို့ပြီးတော့ဗောနော် answer လို့ဆိုရင် passing ကိုဒီ key pass အပိုင်းရောဒီတိုက်ဆက်ကိုလိုက်ပါကူညီမှုအပိုင်းရောအစားရှိတဲ့ဖြင့်အဲ့တော့တော်တော်လေးပြည့်စုံတဲ့အစားအသမားတွေပေါ့လေအဲ့တော့ဒါကတော့ဖြစ်နိုင်ရည်ရှိတယ်ပြီးတော့ရီယာဟာပြီးခဲ့တဲ့ အကြောင်းရှိမှဆိုရင်ဒါဒီပြီးခဲ့တဲ့ဒီလူရာဒီတော့ကအမ်ဘာဖေကိုအလွတ်နဲ့ရထားတာဖြစ်တဲ့အတွက်သူတို့ပတ်စံနေအများကြီးမတုံထားဘူးမတုံထားတဲ့အတွက်သူတို့ဖြစ်နိုင်ခြေရှိရဒါပေမဲ့တခုဆိုရင်ဇာရှိတာက real ရဲ့ queen test စီမံကိန်းကြောင့်သူတို့အနေနဲ့ဘန်နာကြီးမှာအမ်တင်နိုင်ကျလို့မရလောက်တဲ့အမ်ကန့်သက်ချက်တချို့တော့ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဟာကလွဲလို့ကျန်တဲ့အနေအရာတွေကျွန်တော်စဉ်းစားကြည့်လို့ဆိုရင်တော်တော်လေးကိုဖြစ်နိုင်တယ်ဖြစ်နိုင်တဲ့နေရာမှာထပ်ပြီးတော့သူတို့အခုဆိုရင် rotary ကိုပေါ့နော်သူတို့ရဲ့တိုက်စစ်ကစားတဲ့မှာ rotary ကိုသူတို့ ်ရောင်းချမှုပြင်ဆင်နေရဲဆိုတဲ့တင်းတွေတက်လာတယ်ပေါ့နော်အဲ့တော့ရိုဒရီโกဟာတကယ်တော့ကျွန်တော်အရင်ကြိုက်တဲ့ခါမှာ personal အရာဒါပေမဲ့ real မှာရိုဒရီโกမရှိလဲဖြစ်တယ်ဆိုတော့အမြင်မျိုးကျွန်တော်ရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိ real ရဲ့ superstar တွေကိုကျွန်တော်တို့တင်းနေအောင်ပေါ့နော်လက်ရှိ real ကစားရဲ့၄နှစ်၃နှစ် system နဲ့ပဲကျွန်တော်တို့အခြေစားကြည့်မယ်ဆိုရင်ရိုဒရီโกအတွက်နေရာကညတော်မမကစားရတာသူအကြိုက်ဆုံးနေရာလည်းမဟုတ်ပါဘူးအဲ့လိုမှကစားရတယ်အဲ့ဒါထက်ကျွန်တော်တို့ဒီ champion league ရနောက်ဆုံးရခဲ့တဲ့နှစ်တုန်းက Ancelotti အသုံးပြုခဲ့တဲ့ Valverde ကိုညာဘက်မှာဒီကစားစီခြင်းပေါ့နော်ညာဘက်မှာကစားရဲညာတော်မှာကစားသမားအစ်စ်တော့မဟုတ်ဘူးလိုအပ်ရင်ခံစစ်ကိုကူညီပေးတယ်ကွင်းလေရဲ့ ASEAN ဘက်ကိုကူညီပေးတယ်ဆိုတဲ့ပုံစံနဲ့သွားတယ်ပေါ့နော်အဲ့တော့အဲ့ပုံစံက Real ကိုပို့ပြီးတော့ဟန်ချက်ညီစီရလို့ကျွန်တော်တော့ယူဆမိတယ်အဲ့တော့အဲ့ဒီအတွက် Rodrigo သူတို့ offload လုပ်မယ်ရောင်းမယ်ဆိုရင်လည်းတက်တနာမရှိဘူးသူတို့ရဲ့အဓိကအာ Mbappe နဲ့ Vinicius မှာသူတို့ထားမယ် Bellingham မှာထားမယ်ပေါ့နော်အဲ့တော့ fantastic four ဖြစ်စရာမလိုဘူးဒီ attacking trident ဖြစ်နေလေရတာပါ လေဒီရောက်မှဖြစ်လဲရတယ်အဲ့တော့အဲ့ဒီရောက်မှသူတို့ထုတ်မယ်အဲ့တော့ယူရိုတန်း80ဝန်းကျင်တော့အောက်ထည့်ရမှာလေယူရိုရဲ့လက်ရှိတန်းကြီးအရာဆိုရင်အဲ့တော့အဲ့ဒီရလာတဲ့ငွေကြေးကိုအဲဒီကွင်းလယ်နေရာကိုအသုံးပြုမယ်ဆိုရင်ဒါတော်တော်လေးအဆင်ပြေရလို့ကျွန်တော်တို့ယူဆမိရပါဘောနော်ဒါအန်ဇိုဘိုးဆိုရင်တော့ဒါဈေးတအားကြီးမှာပေါ့လေကျွန်တော်ဆိုလို့ကျွန်တော်အဲ့လိုမျိုးခစားသမားဒီညတော်မှာအဲ့လောက်မလို့တော့ရှင့်မှာဒီတကယ် attacking threat တွေဖြစ်တဲ့ Bellingham တို့ ဒီ Mbappe တို့ Vinicius တို့လက်ရှိကမ္ဘာအကောင်းဆုံးတန်းရလူတွေရှိနေပြီဒါဖြစ်တယ်ပေါ့နော်အဲ့တော့အသင်းရဲ့ balance back ကိုပို့သွားပြီးတော့ Valverde ကိုညတော်မှာထုတ်မယ်ပြီးတော့ဒီ Quinlan မှာလိုအပ်နေတဲ့တကယ် pass master တယောက် pass master ဒီ pass ရအည်သွေးကောင်းတဲ့တယောက်ကိုခေါ်ယူမယ်ဆိုရင် Real ဟာတော်တော်လေးပြည့်စုံသွားနိုင်တယ်လို့ယူဆရတယ်ဒါကြောင့်မလို့ဒါအခုခုနပြောသွားသလိုပေါ့တကယ်ထိတ်တန်း Quinlan လူခေါ်မလားဆိုရင်ကျွန်တော်ဖြစ်နိုင်တယ်လို့ကျွန်တော်တွေးမိပါတယ်ဟုတ်အဲဒါကတော့ခေါ်ယူမှုပိုင်းပေါ့လေ ခေါ်ယူတဲ့ဘိုင်းမှာဆိုတော့ဒီအဓိကခန်းစစ်ဘိုင်းမှာဆိုရင်ဒီရီယဲကဘိုးနောက်ခံလူတယောက်ခေါ်ထားတယ်ညာနောက်ခံလူတယောက်ခေါ်ဖို့တေချာတလောက်ရှိတယ်နောက်ထပ်ဒီဘယ်ချမ်းမှာဆိုရင်လည်းဒီခေါ်ဘယ်နောက်ခံလူတယောက်ကိုလည်းခေါ်ဖို့အလားလာတော်တော်ကြီးကိုများနေပြီပေါ့လေခေါ်နိုင်မယ်လို့လည်းဟိုနောက်ကွန်ဖာမဖြစ်တာလောက်ဒီပဲလို့ဘိုးကတော့ခံစားတယ်နောက်ထပ်ဒီကွဲလက်ဘိုင်းမှာလည်းတယောက်လောက်ကတော့ဒါထက်ခိုးမှုရှိရပါဘောလေအဲ့မှာအခုပြန်စစ်စဉ်းစားကြည့်တာကျတော့ဒီ FFB rules အရာရောနောက်ထပ်ဒီအတင်းရဲ့ ဘန်နာရေးငွေကြေးလည်ပတ်မှုအရာရောရူဒီဂိုကိုဒါသူတို့ဒါရောင်းမဲ့စီးရင်တမှာပေါ့လေလောလောဆယ်ရောင်းမဲ့ဆွဲတရင်တမှာထွက်နေတယ်။နောက်ထပ်တခြားကစားသမားပေါ့လေဘလူကစားသမားမျိုးကိုရောဒါရူရဲကဒါဝိတ်လျှော့ပြီးတော့မှရောင်းချနိုင်တဲ့ပုံစံမျိုးရောဒီဘလူမြင်မိလဲဒါပလိုရောခေါ်ဖို့တခုလည်းတည်တဲ့တော့မဖြစ်တော့ဘူးပေါ့လေဒါရူရဲဒီ2003 2004လောက်ကတော့သူတို့ပထမဒီကျယ်စင်စုခစ်ကိုတိဆောက်ခဲ့တဲ့အခြေအနေတွေကတော့ဒီ FFP rule ဆိုတာလေ ဒါမရှိခဲ့တဲ့အချိန်ကြီးအခုဒီနေ့အချိန်မှာကတော့ဒီငွေကြေးလက်ပတ်မှုအရာရောတော့ဒီသူတို့ကိုယ်တိုင်ကွင်းသစ်တည်ဆောက်ထားတဲ့အချိန်ကြီးဒီဥပဒေရတွေရောကျတော့သူတို့ကိုယ်တိုင်ကလည်းပြန်ပြောမှ ရောင်းဝဖို့ရှိတာပေါ့လေအဲရောင်းဝဖို့ရှိတဲ့ကစားသမားတွေရဲ့မှာဒါဒီအလွန်ဆိုရဲ့ plan ထဲမှာပဲကစားသမားတွေမပါနိုင်ပဲနဲ့ထုံရောင်းခံရနိုင်တဲ့အချိန်ကြီးရှိတယ်ကြီးဟုတ်ကဲ့ကိုလက်ရှိမှာတော့ real ကရောင်းလို့ရနိုင်တဲ့နေရာမှာ Brian Diaz လောက်ပဲကျွန်တော်တို့ပါမြင်နေရပေါ့နော်အာဒဂူလည်းကတော့ကျွန်တော် အရန်အလားလားမြင်တယ်လို့သတ်မှတ်ခံနိုင်မရောလောက်ဘူးပြီးတော့ဒီကွင်းလက်မှာစီပါယောစတိုးလို့အစားသမားကြီးကြတော့သူတို့ကကြတော့ဝက်လက်အသင်းကလည်းဒါဟိုအများကြီးရှိမနေဘူးပေါ့နော်အများကြီးရှိမနေတဲ့အပြင်စီပါယောစကအရန်ကောင်ကနေတိတိစိတ်နေပြီးတော့လိုအပ်တဲ့အချိန်တိုင်းမှာအသင်းကိုဒါကောင်းကောင်းလေးကူညီပေးနိုင်တဲ့ကစားသမားဖြစ်နေတယ်ပေါ့နော်ပြီးတော့ဒီကွင်းလက်မှာကာမာဗင်ကကာမာဗင်ကကဒီလုံးဝ attacking setup မှာလုံးဝဒီစိတ်ချရတဲ့နံပါတ်8တယောက်အနေနဲ့ ပွဲတိုင်းအောင်သုံးဆွဲလို့မရပါနဲ့ကမ္ဘာဗင်ဂါရဲ့ဒီတန်ဖိုးကတော်တော်လေးကိုမြင့်ပြီးတော့ဒါ real champion league ယူခဲ့တဲ့အခြေအနေမှာလည်းကျွန်တော်တို့တွေ့ရတယ်။သူကသူ့ LB မှာသုံးချလို့ရတယ်ပွဲအခြေအနေပေါ်မူတည်ပြီးတော့အဲ့တော့ကျွန်တော်တို့ကကမ္ဘာဗင်ဂါရဲ့ဒီ skills ကိုသွားကြည့်မယ်ဆိုရင်ဒီ defensive skill တွေအရန်ကောင်းပြီးတော့ ball carrying skills တွေအရန်ကောင်းနေအောင်တွေ့ရတယ်။အဲ့တော့ဒီနေ့ခေတ်ပုံစံနဲ့ဆိုရင်သူ့ LB ကိုကောင်းကောင်းသုံးလို့ရတယ်။ကျွန်တော်ဆိုလိုချင်တာကကမ္ဘာဗင်ဂါဆိုရင်နေရာအများကြီးကိုကောင်းကောင်းချင်းချင်းနဲ့ကစားတတ်တဲ့အတွက်သူ့ကိုဆက်ထားလို့ရနေပြန်တယ်ပေါ့နော်။ဒါပေမဲ့ ကျွန်တော် ranking ပြန်စီမယ်ဆိုရင်တော့ဖြစ်နိုင်ခြေရှိတာခန်စစ်မှာတော့သုံးစားလို့ရတဲ့စားသမားအများကြီးမရှိတဲ့သူတို့ရောင်းမှုမလွယ်ဘူးကွင်းလယ်မှာကျတော့ဒီ Cybios ကဆက်ထားလောက်တဲ့စားသမားဖြစ်ပြီးတော့တကယ်လို့သူတို့ပတ်စံကိုဒီတမျိုးမျိုးနဲ့ရှာကျင်နေဆိုရင်တော့ကာမာဖင်ကောက်ကိုဒါရောင်းချနိုင်တယ်လို့ကျွန်တော်မြင်မိတယ်ဘာလို့လဲဆိုတော့အဲ့ဒါ Elite ကွင်းလယ်နောက်ထပ်တစ်ယောက်ကိုသူခေါ်မယ်ပေါ့နော်ဥပမာထားပါလို့ Anzo Fernandez လို့စားသမားမျိုးခေါ်မယ်ဆိုရင်ကာမာဖင်ကောက် offload လောက်လောက်တယ်လို့ကျွန်တော် ယူဆမိတယ်။တန်တဲ့ကစားသမားတွေထဲမှာတော့တကယ်ဈေးကွက်ဝင်ပြီးတော့ရီးရဲ့ဗနာရေးအခြေအနေသူတို့လိုချင်တယ်ဆိုရဲနှုံးကိုပြည့်မိနိုင်တဲ့ကစားသမားတော့ကျွန်တော်ရှိရလို့မတွေ့မိဘူးပေါ့နော်။ဟုတ်ကဲ့ပေါ့။ဟောအဲဒါရီးရဲ့အပြောင်းရွှေ့ရလဲဒီနှစ်မှာပုံပြမလှုပ်လှုပ်ခတ်ခတ်ဖြစ်လာတာဘူးနော်။ပြီးခဲ့တဲ့ဒီတရားစီကြောဆိုရဲနဲ့ဒါဘယ်လီဟန်ကိုသူတို့ပေါင်တန်းတရားကြောနဲ့ခေါ်လိုက်တာတော့ပဲရှိလိုက်တယ်။နောက်ထပ်ဒီမိနစ်တုန်းကနေရာဒီကြတော့လဲ အမ်ဘာပေးကိုသူတို့ဒီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်လိုက်တာပဲရှိပြီးမှသူတို့ရဲ့အသင်းလူစင်းရာကိုတော်တော်ကြီးကိုတောင်းတင်းတဲ့အနေအထားဖြစ်တဲ့အတွက်ခေါ်လာလဲသိပြောမရှိသလိုဈေးွက်တဲ့လှုပ်လှုပ်ခတ်ခတ်လဲသိပြောမရှိခဲ့ဘူးဒီရာသီမှာတော့ဒါရီရဲ့ကဒါချန်ပီယံလိဖလာဟောနော်တက်ဒီလာလီကာဟောကိုပါထဲပြီးတော့စသဖြင့်ဆူဖလာတွေလှုပ်လှုပ်ခတ်ရတဲ့အခြေအနေမှာဖြစ်တဲ့အတွက်ပြန်ပြီးတော့မှဒါဈေးွက်တဲ့အသက်ဝင်လာတယ်ရီရဲ့ခြေလက်နေရာတကယ်လို့လည်းစိတ်ဝင်စားစရာကောင်းပါတယ်ဒီအပြောင်းရွှေ့နေတဲ့ပတ်သက်ပြီးစီတူပါမြန်ပြည့်စုံပြောဖို့ရှိအောင်လုပ်ပြီးဒီလိုမျိုး ဟုတ်ကဲ့ကိုဒါအခုသတင်းတွေထွက်နေတဲ့အတိုင်းသတင်းတွေကတော့တစ်ခါလေကျတော့တို့တကယ်ရတဲ့ဒီ reliable source တွေကနေတို့သုံးတာရှိတယ်တချို့သတင်းတွေကတော့ဒီ real ရဲ့ overall အခြေအနေကိုသုံးသပ်ပြီးတော့ကျွန်တော်တို့ဖြစ်တန်စွမ်းနေပေါ့နော်ဟို real ကွင်းလေတော့လိုနေတယ်ကွင်းလေတော့ခေါ်မှာပဲဆိုတော့ဒီသုံးသပ်ပြီးတော့ရေးတာလည်းအများကြီးရှိတာပေါ့လေအဲ့တော့အဲဒီထွက်နေတဲ့သတင်းတွေကိုကျွန်တော်တို့ခဏထားပြီးတော့ပြောမယ်ဆိုရင် real ရဲ့ lower chat တွေကိုအခုအဲကျွန်တော်တို့အခုခုတင်ဆက်သွားဒီ programmer ဆိုရင် အရေးရဲ့လိုအပ်ချက်တွေတို့အကြောင်းကျွန်တော်တင်ပြခဲ့တယ်ပေါ့နော်အဲ့တော့လောကလိုအပ်နေတယ်အဲ့ဒီနေရာကြီးကွင်းလေတေချာပေါက်လိုတယ်တေချာပေါက်ဝယ်ရမယ်ပြီးတော့ဒီဘဲခန်းစစ်လေတေချာပေါက်လိုတယ်တေချာပေါက်ဝယ်ရမယ်အဲ့တော့အဲ့ဒီအရာတွေကို real ဘယ်လိုလုပ်သွားမလဲပေါ့နော်လိုတော့ကမယ်ဆိုတော့ကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် real အနေနဲ့ဒီ market တွေဝင်လာပြီဆိုရင်ကြောက်ရတယ်ပေါ့လေတခြားအသင်းတွေပါဥမာ Chelsea ဆိုအခုလန့်နေရပြီပေါ့နော်ပြောမဆိုရင်အန်ဇိုတို့အသင်းကောင်းဆောင်ပေါ့နော်အဲ့တော့အဲ့ဒီ power လည်းရှိတယ်နောက်ထပ် bear mark အတောင်ရွှေကိုတို့ ဆက်လုပ်ပြသွားမလဲဆိုတာလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဟိုတကယ်လဲစောင့်ကြည့်သွားကြပါတယ်ဟောပါလေဒါရီရဲ့ပြောင်းရှိရဟိုးရင်တဲ့နဲ့ကောနော်ဟိုမထင်မှတ်ထားတာမျိုးပေါ့ဥပမာဒါအခုဒီနှထောင်ပြည့်လွန်တော့ကဆိုရင်စီတန်းကိုခေါ်မယ်လို့အမှန်တမ်းပြောရင်လူမမထင်တာဘူးနော်လူဝစ်ဖီကိုဟိုခေါ်မယ်လို့စီတန်းကိုခေါ်မယ်ဆိုတော့ဒါထားလိုက်အောင်ဖီကိုခေါ်နိုင်မယ်ဆိုတဲ့ဟာမျိုးကြရင် မန္တန်ယူဘလို့မှဒါမယုံကြည်တော့အဖီကိုရောက်သွားပြီဆိုမှဒါဂျာနယ်ထဲမှာပါလာမှာပါစားအဟောင်းသားဖြစ်ခဲ့ရတာမျိုးပေါ့နော်။အော်ဇီဒန်ကိုဆိုရင်လည်းသူတို့ဒီလီချင်ကွင်းဒီရောက်ပြီးတော့မှကိုကမ္ဘာဆိုင်ကြီးတွေပြောင်းရွှေ့ခြင်းနဲ့ခေါ်သွားတာမျိုးတွေဒါရီကတကယ်ကိုအန်အသင့်စရာမှာဂါရဘီကိုပေါင်သက်80နဲ့ခေါ်သွားတာမျိုးတွေတော့ဒါစီအပြောင်းရွှေ့ဈေးကွက်တစ်ခုထဲမှာကကောဒီဒိုလေးတို့ရောခေါ်ရမဖြစ်နိုင်တာကိုလုတ်ပြသွားတဲ့အခြေအနေကဟိုတစ်ချိန်တည်းမို့နှစ်ချိန်တည်းမို့အချိန်ကြောင်းအချိန်မောင်းအများကြီးလုတ်ပြတော့သွားတဲ့အတွက်ဒီတစ်ချိန်မှာလည်းဒါရီရဲ့အပြောင်းရွှေ့ခြေလက်တွေက တကယ်ကိုပဲစောင့်ကြည့်ကြည့်စရာကောင်းပါတယ်ဒါစီတူတိုးတက်ပြီးသွားတာကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ကြီးစုအပိကကြတဲ့စောကောပြည်သက်တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ